ခင်နဲ့ကလေးရဲ့ကျန်းမာရေးဆောင်ရှားမှုမှာအခုထိသုံးနေဆဲဖြစ်သောလွဲမနေသောအယူအဆများအကြောင်းဒေါက်တာမမီပေ့ချ်ကနေအခုလိုပဲပြပြထားတာကိုတင်ဆက်ပေးလိုက်ပါရစေ။၄၄၄၄မိနစ်မန်လီ FM ၄မိနစ် ကျမတို့နိုင်ငံရဲ့လူနေမှုဟာလူကြီးမိဘများနဲ့အတူမိသားစုတွေဟာရှင်တွဲနေထိုင်လေးရှိကြပြီးယဉ်ကျေးမှုအရာလူကြီးမိဘတွေရဲ့စကားကိုမပယ်ရှားဝင်တာကြောင့်အစင်မပြေမှုလေးတွေရှိလာတတ်ပါတယ်။ခေတ်လူငယ်တွေအနေနဲ့အချို့သောရှေးယူဆတွေကိုယုတ်တိမကြဘူးလို့ထင်မြင်မိမဲ့ကိုရိုင်းကတိတိကျကျငင်းဆန်မမဝင်ရတာ၊ကျမရဲ့ဘူးတုတအတိအကျပြန်မပြောတတ်တာစတဲ့ပြဿနာတွေရှိတတ်ပါတယ်။ ်ခလေးရဲ့ချက်ကိုမကြွေခင် စေတုဘတ်ထည့်ပေးရမယ်ဆိုတာကလည်းလွဲမတဲ့အယူဆပါဆေးရုံမြမှာခလေးငယ်ကိုမွေးဖွားပြီးတဲ့အခါချက်ကျိုးဖြတ်ပြီးရင်ချက်နေရာမှာပလတ်စတစ်ကော့စတမ်နဲ့ခြိထားရပါတယ်အဲ့ဒီချက်နေရာမှာစတမ်လေးဟာခလေးအသက်ဆယ်ရက်ခန့်ဝန်းကျင်မှာ အလွန်လွန်ပြုတ်ထွက်ပါတယ် ချက်ကျွေသွားပါတယ်။ချက်မကျွေခင်မှာကလေးငယ်ရဲ့ချက်နေရာကိုမတန်ရှင်းတဲ့လက်နဲ့ကင်ွယ်ခြင်းလုံးဝမပြုရပါဘူး။ချက်နေရာကိုအနာကပ်ပလတ်စတာပတ်တီစရိုင်းနဲ့အုပ်ထားဖို့မလိုအပ်ပါဘူး။လိုအပ်လို့ဆရာဝန်ကညွှန်ကြားတဲ့ဆေးမအပချက်သေးကိုမြည်သည့်ဆေးမမထည့်ပေးရပါဘူး။အရက်ပြန်တဲ့တန့်စင်ခြင်းလည်းမလုပ်ရပါဘူး။အနာကျက်နေစေပါတယ်။ဆေးမိတို့များကိုကလေးချက်သေးကိုထည့်ပေးခြင်းဟာယောဂပိုးဝင်ခြင်းမိခန့်ယောဂါတို့ဖြစ်စေနိုင်လို့ရှောင်ကြဉ်ရပါမယ်။ ကလေးငယ်ရဲ့နှုတ်ဒီကောင်းစုနေရကိုညှစ်ပေးရမယ်ဆိုတာကလည်းလွဲမားနေရဲ့အယူဆတွေကတခုပါမိခင်ကိုဝင်လွယ်စဉ်ကာလကလင်းခင်များတိုင်ထဲမှာရှိစမှာမိခင်ဟော်မုန်းများနဲ့ထိတွေ့မှုကြောင့်သူတို့ရဲ့နှုတ်ဒီကောင်းတဲ့ရင်မက်လေးတွေဖောင်းတာရောင်နာမျိုးရှိတတ်ပါတယ် ဂျာဟာဖြစ်လျက်ရှိတဲ့တဘာဝဖြစ်စင်မှာဒီအချိန်မှာကလေးရဲ့နူဒီကန်ကိုစူနေရဆိုပြီးပင်အောင်ညစ်ပြတာမျိုးစိတ်တာမျိုးလုံးဝမပြုတ်လို့ရပါဘူးအနာဖြစ်ပြီးယောဂပိုးဝင်နိုင်ပါတယ်ကလေးရဲ့နူဒီကန်ကိုညစ်ခြင်းဟာလုံးဝရှောင်ကျင်ရမယ့်အပြုမှုဖြစ်ပါတယ်ရတရပတ်အနေငယ်ကြမှာသူ့အလိုလိုပုံမှန်ဖြစ်သွားပါလိမ့်မယ်ရှင်မက်မှာနီးရဲခြင်းရောင်ရမ်းခြင်းပြည့်တဲ့ခြင်းနဲ့ဖျားနာခြင်းမရှိရင်စိုးရိမ်စရာမရှိပါဘူးအထက်ပါလက္ခဏာတွေရှိရင်တော့ဆရာဝန်ပြရပါမယ်ကလေးကပါဇက်ထဲမှာအဖြူဘက်တွေနှိုးကြိုးတွေကက်နေတယ်တငင်နာဖြစ်နိုင်တယ်သေးဝတ်နဲ့ကလေးရှာကိုတုတ်ပေး းရမယ်။ဒါတွေကတော့လွင်မနေရဲ့အယူဆပါပဲ။ကလေးကနှုတ်ကောင်းကောင်းမဆုတော့ဘဲရှာပေါ်မှာလည်းအဖြူဘက်လူတွေမြင်ရတယ်ဆိုရင်မက်ခီယူလို့ခေါ်တဲ့မှုရောဂါဖြစ်နိုင်ပါတယ်။ Oral thrush ကနေဒါဆစ်လို့ခေါ်တဲ့မက်ကယူဟာရင်သွင်းငယ်တွေမှာအဖြစ်များပါတယ်။ကလင်းငယ်ရဲ့ပစက်အတွင်းအပြင်တဝိုက်မှာဖြစ်တတ်ပါတယ်။ကလင်းငယ်ရဲ့ပစက်မှာမက်ကယူဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသတတ်ပါတယ်။မိုသက်ဆေးလင်းစေးခရမ်းနဲ့ကုသလို့ရပါတယ်။ဒါပေမဲ့တခါတလေဘာဆင်းနဲ့မှကုသမှုမယူပဲတပတ်ကနေနှစ်ပတ်အတွင်းမှာကောင်းသွားတာမျိုးရှိတတ်ပါတယ်။ဆေးအနေနဲ့ Nystatin မီကိုနဆိုအစရှိရဲ့ဆေးများရှိပါတယ်။ပမာဏနဲ့ဆေးညွန့်ကိုဆရာဝန်ညွှန်ကြားချက်အတိုင်းကလေးရှာဖို့လင်းပေးရမှာပါ။ အစမစားခင်သူမဟုတ်နုမတက်ခင်နိုင်ရွက်မှာပေးရင်ပိုကောင်းပါတယ်။လင်းစေးကိုတော့ပါဇက်အတွင်းနဲ့ရှာပေါ်ကနေရာတွေကိုလိမ့်နဲ့ဂွန်းတန်လေးနဲ့ဆေးကိုတို့ပေးရပါတယ်။လက်နဲ့လိမ့်မိမယ်ဆိုရင်လက်ကတန်ရှင်းစင်ကျင်နေဖို့လိုပါတယ်။အရေးကြီးတဲ့အချက်ကတော့ခလီပါဇက်ထဲကမက်ကယူဖြစ်တာကိုတငငနာလို့အရက်ကပြောတဲ့စကားကိုယုံပြီးမတန်ရှင်းတဲ့အရာတွေနဲ့ခလီရှာကိုတုတ်လိမ့်တာမျိုးလုံးဝမလုပ်ဖို့ပါပဲ။4 4 4 minutes. Manly FM 4 minutes. လူကြီးမိဘများအနေနဲ့လည်းငါတို့တို့ကဒီလိုပဲကလေးကိုမွေးလိုက်တာပဲနင်တို့လည်းကြမှာအကဲပေါ်လို့နဲ့လို့မတွေးစေချင်ပါဘူးယခုခေတ်ကကလေးတွေညံပိုကောင်းလာတယ်ဆိုတာကလည်းမကြခဏကြားနေကြစကားဖြစ်ပါတယ်အခုခေတ်မှာအစာအသအမှုကျင့်တဲ့ကလေးထင်းချောင်းတွေကအစစနစ်တကျပြည့်ပြန်လာလို့ဒီလိုရလက်ကောင်းတွေထွက်လာတာဖြစ်ပါတယ် ဒါကြောင့်ပြုပြင်တဲ့အရာတွေအယူဆမှားတွေကိုပယ်ရှားရပါမယ်။ဒီအချက်တွေကတော့မွေးကင်းစခလင်းငယ်ရဲ့ဇမိုင်းကြီးနဲ့ပတ်သက်ပြီးအယူဆမှားတွေနဲ့ပြောင်းလဲစာတည်တဲ့ဇမိုင်းကြီးဘူးတုဒ္ဒများစွာတွေကမှအနည်းငယ်ကိုဒေါက်တာမမီ page ကနေပြည့်သက်တည်သိရှိစေဖို့ပြန်လည်ဝင်မြတ်ထားတာပဲဖြစ်ပါရဲ့ရှင်။